ကျမ်းမာတော်မူကြပါစခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့ဒီဇင်ဘာလ၄ရက်နေ့ညပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာယံပါဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးခြင်းတကတော့ရွေးကောက်ပွဲဖြစ်မြောက်ပါကတွန်လိုင်းအင်အားစုများယက်တီရန်ခက်ခဲလာမဲလို့စစ်ကောင်းဆောင်မင်းအောင်လိုက်ပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်စစ်ကောင်းဆောင်မင်းအောင်လိုက်ကစစ်အာဏာသိမ်းပြီး9နှစ်အကြာမှပြုတ်လို့မဲ့ ၎င်းတို့ရဲ့ရွေးကောက်ပွဲကိုအောင်မြင်စွာဆောင်ရွက်နိုင်ပါကခုခံစန့်ကျင်တော်လှန်နေတဲ့အင်အားစုများရှေ့ဆက်ရည်တရံခက်ခဲလာမယ်လို့၎င်းရဲ့လက်အောက်ခံတပ်ဖွဲ့ဝင်များကပြောကြားခဲ့ပါတယ်။မန္တလေးတိုင်းပြည်ဦးလွေမြို့မှာရှိတဲ့စစ်တပ်ကတုံးမှာဂျမနီဒီဇင်ဘာလ3ရက်နေ့ကပြုတ်လုခဲ့တဲ့ဘောလောင်းတင်တဲ့အမှတ်စဉ်69တင်တဲ့စင်ပွဲအခမ်းအနားမှာစစ်ကောင်းဆောင်ကမိကွန်ပြောကြားရမှာထို့သူထေသွင်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်းစစ်ကော်မရှင်ရဲ့ထုတ်ပြန်ချက်အရသိရှိရပါတယ်။ ပြည်သူစံနာမင်းနဲ့ရွေးကောက်တင်မြောက်တဲ့အစိုးရတရက်ဖြစ်ပေါ်လာခဲ့ရင်လက်ရှိ၎င်းတို့ကိုစန့်ကျင်နေသူတွေအနေနဲ့သူတို့ရှေ့ဆက်ရက်တိဖို့ခက်ခဲလာနိုင်တာကြောင့်ရွေးကောက်ပွဲကိုအနောက်ရှက်ဖြစ်အောင်လှုပ်ဆောင်နေကြတာဖြစ်တယ်လို့စစ်ကောင်းဆောင်ကဆွဆွဲပြောဆိုပါတယ်။အလားတူနိုင်ငံရေးဖြစ်စဉ်အကြောင်းတရားတွေကိုလညိုတိုးကတနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရက်စဲရေးသဘောတူစာချုပ် NCA ရေးထိုးထားတဲ့တိုင်းဒေသလက်နက်ကိုင်အဖွဲ့တချို့မှာ ရှီတာပြည်သားဂရီကဝတ်တွေကိုချိုးဖောက်၍ငြိမ်းချမ်းရေးလမ်းကြောင်းကိုသွေဖဲမှုပြုလုပ်ခဲ့ကြောင်း၎င်းကဆွဆွဲခဲ့ပါတယ်။ဒါအပြင်တော်လိုင်းအင်အားစုများရဲ့လှုပ်ဆောင်ချက်တွေကိုတာစီကာကွယ်ပြီးရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက်တပ်ဖွဲ့ဝင်များအနေနဲ့ပြည်သူလူထုနဲ့လက်တွဲကကြာယာကန္တာအသီးသီးမှဂျိုးပန်းဆောင်ရွက်သွားရန်တိုက်တွန်းလိုကြောင်းစစ်ကောင်းဆောင်မင်းအောင်လိုင်ကဆက်လက်ပြောကြားခဲ့ပါတယ်။ စစ်ကောင်းဆောင်ကဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ရေးအားရည်မှန်းချက်တူကြရင် ပြည်ထောင်စုအကျိုးကိုရှေ့ရှု၍ PDF အပါအဝင်လက်နက်ကိုင်အဖွဲ့များအနေနဲ့ဥပဒေပေါင်းတွင်ဝင်ရောက်လာရန်ဖိတ်ခေါ်ထားပြီးဖြစ်ကြောင်းလည်းထည့်သွင်းပြောကြားခဲ့ပါသည်။စစ်ကော်မရှင်ကပြုလုပ်သွားမယ့်ရွေးကောက်ပွဲဟာ၎င်းတို့အာဏာသိမ်းမှုကိုတရားဝင်ဖြစ်စေရန်နဲ့နိုင်ငံရေးထွက်ပေါက်ရရှိစေရန်ရည်ရွယ်ကလှုံ့ဆော်နေခြင်းဖြစ်ပါတယ်။ ထို့ကြောင့်ပြည်သူနဲ့တော်လိုင်းအင်အားစုများအပြင်ကုလသမဂ္ဂနဲ့နိုင်ငံတကာမှလည်းရင်ရွှေကောက်ပွဲကိုလက်ခံခြင်းမရှိဘဲအတုအယောင်အဖြစ်တမကကန့်ကွက်မှုများလှုပ်ဆောင်လျက်ရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ဩစတြေးလျအထက်လွှတ်တော်ကမြန်မာအရေးစုံစမ်းရေးအဖွဲ့ဖွဲ့စည်းခဲ့ပြီး NUG နိုင်ငံကြ合いဝန်ကြီးကဂျပန်လွှတ်တော်အမတ်များနဲ့တွေ့ဆုံပြီးနောက်မြန်မာအရေးဆွေးနွေးခဲ့ကြောင်းတင်ဆက်ပေးပါမယ် ဩစတြေးလျအထက်လွှတ်တော်ကမြန်မာအရေးစုံစမ်းရေးအဖွဲ့ဖွဲ့စည်းလိုက်ကြောင်းဩစတြေးလျအထက်လွှတ်တော်အမတ်ဒင်းစမစ်ကတရားဝင်သတင်းထုတ်ပြန်ပါတယ်။ဩစတြေးလျအထက်လွှတ်တော်ကမြန်မာနိုင်ငံရဲ့ဒီမိုကရေစီနဲ့လူ့အခွင့်အရေးခြေနေများစစ်တပ်ရဲ့ရွေးကောက်ပွဲများရဲ့အခြေအနေနဲ့အယက်သားဒီမိုကရေစီအစိုးရစနစ်ကိုပြန်လည်ရောက်ရှိစေရေးအတွက်အတားအဆီးများစတဲ့အခြေအနေတွေကိုစုံစမ်းစစ်ဆေးရန်အတွက်စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်းအဆိုပါစုံစမ်းစစ်ဆေးရေးအဖွဲ့ကိုအထက်လွှတ်တော်အမတ်ဒင်းစမစ်ကဦးဆောင်မှဖြစ်ပြီး စုံစမ်းစစ်ဆေးမှုအစီရင်ခံစာကို2026ခုနှစ်ဖေဖော်ဝါရီလ28ရက်နေ့နောက်ဆုံးထား၍လွတ်တော်ကိုအစီရင်ခံစာတင်သွင်းရမှာဖြစ်ကြောင်းသိရှိရပါတယ်။မြန်မာအရေးစုံစမ်းစစ်ဆေးရမှာစစ်တပ်ရဲ့ဖိနှိပ်ချုပ်ချယ်မှုနဲ့စစ်စစ်ဖျက်တောက်မှုကိုလှုပ်ဆောင်နေသူတွေကိုပြစ်မှတ်ထားအရေးယူတန်ခံနိုင်ရန်စစ်တပ်နဲ့ဆက်ဆက်နေတဲ့နိုင်ငံပိုင်ဗန်များပေါ်ပုံမှုတင်းကျပ်တဲ့ကန့်သက်ချက်များချမှတ်ရန် စစ်တပ်တံကိုဖျက်တမ်းခြင်းမပြုဘဲယုံကြည်စိတ်ချရတဲ့နေဆက်ဖြတ်ကျော်လမ်းကြောင်းများမှတဆင့်လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုတိုးမြှင့်ပေးအရေးတို့အပါအဝင်အစီအမံများကိုထည့်သွင်းစဉ်းစားမှဖြစ်ကြောင်းသိရှိရပါတယ်။ဩစတြေးလျနိုင်ငံအနေနဲ့မြန်မာအမျိုးသားညီညွတ်ရေးအစိုးရ National Unity Government Democracy အတွက်လှုပ်ဆောင်နေသော Federal အဖွဲ့အစည်းများအရက်ဖတ်လူမှုအဖွဲ့အစည်းများကိုမြည်တို့ပံ့ပိုးကူညီနိုင်မှာကိုစမ်းစစ်သွားမှာဖြစ်ပြီးမြန်မာနိုင်ငံမှာ online လေးလည်မှုများ Cyber Enable Scam နဲ့ ဩစတြေးလျအင်တာစုမြောက်ကိုထိခိုက်စေတဲ့လူကုန်ကူးမှုကွန်ရက်တွေကိုဒံပြန်ရေးအတွက်လဲစမ်းစစ်သွားမှာဖြစ်ကြောင်းသိရှိရပါတယ်။လွတ်တော်စုံစမ်းရေးအဖွဲ့ကအစည်းအဝေးခန်းစားတင်သွင်းမဲ့နောက်ဆုံးရက်မတိုင်မီတင်သွင်းလှော်တွေကိုလက်ခံရယူကလူတူကြာနာပွဲတွေကိုလည်းကျင်းပသွားမှာဖြစ်ကြောင်းသိရှိရပါတယ်။အထက်လွတ်တော်စုံစမ်းစစ်ဆေးမှုကမြန်မာနိုင်ငံမှာဘာတွေဖြစ်နေတယ်ဆိုတာကိုပွင့်ပွင့်လင်းလင်းဖော်ပြနိုင်မှာဖြစ်ပြီးဩစတြေးလျရဲ့တုံ့ပြန်မှုဟာ အခြေအမြစ်ခိုင်မာပြီးဟန်ဆောင်မှုမရှိစေဖို့တေချာစီမဖြစ်ပါတယ်လို့အတလွတ်တော်အမတ်ဒင်းစမိတ်ကပြောဆိုပါတယ်။အလားတူတခြားတစ်ဖက်မှာလည်းအမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ကဂျပန်နိုင်ငံကိုရောက်ရှိနေပြီးဂျပန်နိုင်ငံမှာရှိတဲ့နိုင်ငံရေးပါတီများမှလွှတ်တော်အမတ်များကိုတွေ့ဆုံလျက်ရှိကြောင်း NUG ကသတင်းထုတ်ပြန်ပါတယ်။ ဒီဇင်ဘာလ၁ရက်နေ့နဲ့ဒီဇင်ဘာလ၂ရက်နေ့တို့မှာဂျပန်နိုင်ငံမှလက်ရှိအာဏာရနိုင်ငံရေးပါတီအပါအဝင်ပါတီ၄ခုနဲ့ဝန်ကြီးဒေါ်စင်မအောင်က တွေ့ဆုံခဲ့ပြီးမြန်မာအရေးဂျပန်လွှတ်တော်အတွင်းတင်ပြနိုင်ရေးဆွေးနွေးခဲ့ကြောင်းသိရှိရပါတယ်။ဂျပန်နိုင်ငံရဲ့လက်ရှိအာဏာရပါတီဖြစ်တဲ့ Democratic Party of the People မှာ Mr. Fukasaku Hisusu, Mr. Kichiro Hatoyama, Mrs. Tamura Mamido နဲ့တွေ့ဆုံခြင်းမှာ မြန်မာအရေးအတွက်ဂျပန်လွှတ်တော်အတွင်းတင်ပြနိုင်ရင်လူသားချင်းစာနာထောက်ထားမှုအကူအညီများပုံမပေးအပ်နိုင်ရေးဆွေးနွေးကြကြောင်းသိရှိရပါတယ်။ရင်းပြင်ဒေါ်စင်မအောင်ကဂျပန်နိုင်ငံရေးပါတီဖြစ်တဲ့ကွန်မီတိုပါတီမှအထက်လွှတ်တော်အမတ်မစ္စတာတာနီအီမာဆာကီကွန်မြူနစ်ပါတီအထက်လွှတ်တော်အမတ်မစ္စတာယာမာဇူတာကူဆိုရှယ်ဒီမိုကရက်တစ်ပါတီရဲ့ဥက္ကဋ္ဌမစ်မီဇူဟိုဖူကူရှိမာအပါအဝင်ပါတီတာဝန်ရှိသူများနဲ့လည်းတွေ့ဆုံခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးခြင်းတက်ကတော့မြို့ပေါင်း20မှာကြန့်ခိုင်ကိုစလေလောင်းဆိုင်ပုံများဖြက်စီးခံရကြောင်းတင်ဆက်ပေးပါမယ်။စီအိုစုကကျင်းပမဲ့ရွေးကောက်ပွဲမှာဝင်ပြိုင်မဲ့ကြန့်ခိုင်ပါတီကိုစလေလောင်းတို့ရဲ့မဲဆွဲစီယုံရေးဆိုင်ပုံတွေနိုဝင်ဘာလအတွင်းမြို့နယ်ပေါင်း20မှာဖြက်စီးခံခဲ့ရတယ်လို့စီအိုစုခန့်ရွေးကောက်ပွဲကော်မရှင်ရဲ့နှိစက်တဲ့သတင်းရင်းမြစ်တွေစီကနေသိရှိရပါတယ်။ နိုဝင်ဘာလ1ရက်နေ့ကနေ30ရက်တွင်မြန်မာနိုင်ငံတဝန်းပါတီကိုယ်စားလှယ်လောင်းဆိုင်းဘုတ်တွေဖြည့်ဆည်းခံရမှုမြင့်တက်ခဲ့ပြီးဖြည့်ဆည်းခံရတဲ့ဆိုင်းဘုတ်အများစုမှာကြံခိုင်ရေးပါတီကိုယ်စားလှယ်လောင်းဆိုင်းဘုတ်တွေဖြစ်တယ်လို့ရွေးကောက်ပွဲကော်မရှင်ရဲ့နှိစက်တဲ့သတင်းရင်းမြစ်က TVB ကိုပြောပါတယ်။ရန်ကုန်မှာ6မြို့နယ်၊မန္တလေးမှာ4မြို့နယ်၊ကယင်မှာ2မြို့နယ်၊ AR တိုင်းမှာ3မြို့နယ်၊ကချင်ပဲခူးတနင်္သာရီနဲ့မွန်ပြည်နယ်မှာ9မြို့နယ် မြို့ပေါင်း20မှာကြန့်ခိုင်ရေးကိုစလီလောင်းဆိုင်းဘုတ်တွေဖျက်ဆီးခံရတာပါတချို့ကပါဇက်နားကိုကွက်ပြီးဖြဲသွားတယ်တချို့ကမျက်လုံးနှလုံးကိုထိုးပေါက်သွားတာတချို့နေရာတွေဆိုမိဘရှို့သွားတာမနဲ့ပြပုံပဲကြံတယ်လို့ဆိုပါတယ်ဖျက်ဆီးခံရတဲ့မြို့နယ်တွေမှာတင်ကန်းကျွန်းတန်လင်းကြီးမြင့်တိုင်းလှိုင်မြို့နယ်မြောက်ကလာကြောက်တန်းပြည်ကြီးတကွန်အောင်မြေတာဆန်းချမ်းအေးတာဆန်းစင်ကိုင်းဖအံမြဝတီကန်ကြီးတောင်ငွေဆောင် ရေးကြီးချောင်းစုံမြကြီးနာ ဘကူးပေါင်းတင်တဲ့ကျင်းစုမြို့နယ်တို့ဖြစ်တယ်လို့သူကရှင်းပြပါတယ်။ကရင်ပြည်နယ်ဖန်အံမြို့မှာကြံခံရေးပါတီကိုစားပြုပြီးဝင်ပြိုင်မဲ့ဝင်ကြီးချုပ်ဦးစောမြင့်ဦးရဲ့ကိုစလေလောင်းဆိုင်ဘုတ်ဖြက်စီခံရတာ၃ကြိမ်ထိရှိပြီလို့မြို့ခံတယောက်ကပြောပါတယ်။ဖန်အံမှာဆိုဝင်ကြီးချုပ်မဲဆွယ်စီယုံဆိုင်ဘုတ်တွေဖြက်စီခံရတာ၃ကြိမ်ရှိပြီးအုတ်ချုပ်ရေးမှုရှိထောင်းလဲမရ စတင်ကြောင်းရှိထောင်းလဲမရဘူး။ဖုန်ကြီးကြောင်းရှိဆိုင်းဘုတ်သွားထောင်းလဲဖျက်ဆီးခံရတာပဲ။နောက်ဆုံးပြူစောထီတွေငှပြီးဆိုင်းဘုတ်ကိုလုံခြုံရေးယူခိုင်းထားရတယ်လို့ဆိုပါတယ်။စီအိုစုကဒီဇင်ဘာလ28ရက်နေ့ပြည်လုံးမဲ့ရွေးကောက်ပွဲမှာကြံခိုင်ရေးပါတီကမြန်မာတနိုင်ငံလုံးအတိုင်းအတာအနေနဲ့ကိုယ်စားလှယ်ပေါင်းတထောင်ကျော်ဝင်ရောက်ရှင်းပြိုင်မှာဖြစ်ပါတယ်။အနာဒိစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲဟာတရားမဝင်အတုအယောင်ရွေးကောက်ပွဲဖြစ်လို့ ြည်သူတွေဝိုင်းဝန်းကန့်ကွက်ရှုတ်ချကြဖို့လဲအမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့တော်လိုင်းအင်အားစုတွေကထုတ်ပြန်ထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ဒေါက်တာတေဇာဆန်းနဲ့လူငယ်အချို့မန္တလေးဈေးကျိုအနီးမှာဆန္ဒပြခဲ့ကြောင်းတင်ဆက်ပေးပါမယ်ဒေါက်တာတေဇာဆန်းနဲ့လူငယ်အချို့ဟာမနေ့ကဒီဇင်ဘာလ3ရက်နေ့မနေ့ပိုင်းကမန္တလေးဈေးကျိုအနီးမှာရွေးကောက်ပွဲစတင်ဆန္ဒပြခဲ့ကြပါတယ်ဒီဇင်ဘာလ3ရက်နေ့မနေ့9နာရီဝန်းကျင်မှာစစ်အုပ်စုကျင်းပတဲ့ရွေးကောက်ပွဲမှာမဲတော်မပေးဖို့ မပူပေါင်းဖို့နဲ့အတန်တိတ်တပိတ်ပြုလုပ်ကြမယ်အကြောင်းကိုပြောဆိုပြီးရွေးကောက်ပွဲစန့်ကျင်ရေးစာရွက်စာတမ်းတွေကြေချခဲ့တာဖြစ်ပါတယ်။အာနာသိန်းစစ်ကောင်းဆောင်မင်းအောင်လိုင်းပြည်ဦးလွင်ကိုရောက်နေလို့လုံခြုံရေးတင်းကျပ်နေတဲ့ကြားကအခုလိုဆန္ဒပြခဲ့တာပါ။စစ်အုပ်စုကတော့ဆန္ဒပြသူတွေကို အသေးသက်မဲလို့ကြွေးကြော်ပြီးပိတ်ဆို့ရှာဖွေတာတွေလှုံ့ဆော်နေတယ်လို့မြို့ခံတွေကပြောပါရခင်ဗျာ။နောက်ထပ်တင်ဆက်ပေးကြတာကတော့ TNL နဲ့အပြစ်ရသဘောတူညီပြီးနောက် မိုးကုံမြို့နယ်ကိုစစ်ကောင်စီပထမဆုံးအကြိမ်လေကြောင်းတိုက်ခိုက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မိုးကုံမြို့နယ်မှာစစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းတပ်တွေတိုက်ပွဲဆက်ဖြစ်နေပြီးဒီကနေ့ဒီဇင်ဘာလ၄ရက်နေ့မနက်အစောပိုင်းမှာစစ်ကောင်စီကလေကြောင်းကနေဘုံကျဲသွားတယ်လို့မြို့ခံတွေကပြောပါတယ်။လက်နက်ကြီးပြစ်တံတွေရောလက်နက်ငယ်တံတွေရောကြားရတာစစ်တပ်ဘက်ကနေပြီးတော့တိုးဝင်လာလို့ PDF တွေကပြစ်နေတာလို့သုံးသပ်ကြတယ်။ဒီနေ့မနက်9နာရီခန့်မှာဆိုရင်လဲလက်နက်ကြီးပြစ်တံကြားရတယ်။ အဲ့ဒါကတော့စစ်တပ်ကမြို့ဒိတ်ကနေလှမ်းပစ်တာလို့မိုးကုံမြို့ခန့်တူကပြောပါတယ်မိုးကုံမြို့နယ်ဘော်မားကြေးရွာအနီးမှာဂျမနီဒီဇင်ဘာလ3ရက်နေ့ကတိုက်ပွဲပြင်းထန်ခဲ့ပြီးဒီကနေ့ဒီဇင်ဘာလ4ရက်နေ့မနက်အစောပိုင်းတနအိခက်မှာကြေးရွာအနီးကို Jet Fighter နဲ့ဘုံချေကေတဲ့လူမျိုးခန့်တွေကပြောပါတယ်တိုက်ပွဲကမိုးကုတ်မြို့နယ်အနောက်ပိုင်းမြို့ပြင်ဘက်မှာဖြစ်နေတာစစ်တပ်တပ်ဆွဲထားတဲ့နေရာတွေကို PDF တွေကလည်း drone နဲ့ပုံကျဲတယ်စစ်တပ်ကလက်နက်ကြီးအပြင်လေကြောင်းကားနေပါပုံကျဲတယ်ဗျာ ဒေသခံတွေကတော့သတိနဲ့နေနေကြရတယ်လို့မိုးကုံမြို့အနောက်ပိုင်းကဒေသခံတအူးကပြောပါတယ် DNL နဲ့သဘောတူညီပြီးနောက်စစ်ကောင်စီတပ်တွေကမိုးကုံမြို့ကိုနိုဝင်ဘာလ29ရက်နေ့ညနေမှာဝင်ရောက်လာတာဖြစ်ပါတယ်ပြည်သူစစ်တနင်္သင်တပ်သားတွေအပါအဝင်အင်အားတထောင်ခန့်ပါဝင်ပြီးမိုးကုံမြို့စည်းရုံကြောင်ကြီးဘောလုံးကွင်းနေရာတွေမှာလက်နက်ကြီးတွေတပ်ဆင်ပြီးတက်ဆွဲနေပါတယ်နိုဝင်ဘာလ30ရက်နေ့ညနေမှာတော့စစ်ကောင်စီတပ်စစ်ကြောင်းတချို့ဟာမိုးကုံမြို့ပြင်ပတ်တူးလာလို့ PDF နဲ့ပူပေါင်းတော်လှန်ရေးတပ်တွေကတိုက်ခိုက်ခဲ့ပါတယ်။ TNL စုခွာသွားပြီးတဲ့နောက်ပထမဆုံးဖြစ်ခဲ့တဲ့အဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီတပ်သေးဆုံးသူ20ဦးထဏ်မှန်းရှိခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းစစ်ကောင်စီကလက်နက်ကြီးတွေပစ်ခတ်ခဲ့တယ်လို့ဒေသခံတွေရဲ့နေအိမ်အချို့ကိုလည်းမိရှို့ဖျက်ဆီးခဲ့ပါသေးတယ်။စစ်ကောင်စီနဲ့အပြစ်ရဲ့သဘောတူညီပြီးတဲ့နောက် TNL တပ်တွေစုခွာသွားခဲ့ပေမဲ့မိုးကုံမြို့နယ်တဲမှာစစ်တပ်နဲ့ PDF တွေ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ဒေသခံတွေကသုံးသပ်ထားကြပါတယ်။ DNL ကမုတ်ကုမြို့ကနေစုခွာမဲလို့အော်တိုဘားလ29ရက်နေ့မှာတရင်ထုတ်ပြန်ခဲ့ပြီးနောက်မုတ်ကုမြို့ကိုကာကွယ်ဖို့ဆိုပြီးမန္တလေးတိုင်းအတွင်းက PDF တရင်တွေအပြင်အညာတရင်တွေအပါအဝင်မြို့ပတ်ဝန်းကျင်ကိုရောက်ရှိနေပါတယ်။ DNL က၎င်းတို့အနေနဲ့မြို့ကိုစစ်တပ်လက်ထက်အမှဖြစ်ပြီးတော်လန်ရေးအဖွဲ့တွေကိုတနက်မဖောက်ဖို့ခေါ်ပြောခဲ့ပါတယ်။ဒါကြောင့် PDF နဲ့တော်လန်ရေးတပ်တွေကမြို့အပြင်ဘက်ကိုစုခွာခဲ့ပေမဲ့ မြို့ပြင်ဘက်ကိုစစ်ကြောင်းတွေထွက်လာလို့ PDF တွေကတိုက်ခိုက်တာလို့သိရှိရပါတယ်။လက်ရှိမှာတော့စစ်ကောင်စီကမိုးကုတ်မြို့တဲကနေရာအချို့မှာလက်နက်ကြီးတွေတပ်ဆင်ပြီးတိုက်ပွဲဖြစ်နေတဲ့ရွာတွေဘက်ကိုပြစ်ခတ်နေတယ်လို့သိရှိရပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းရဲ့သတင်းတူများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုချင်းတို့တွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ